ျွန်တော်မဲရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ထိတ်စီးနှလုံးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဗျာနော်ထိတ်စီးနှလုံးနီးဖြစ်ပါတယ်ဒီ၃ခုနေကနေနေလေးလျှောက်နေထိတ်စီးဆိုတာဒီဖြစ်ပါတယ်ဗျာနော်ဒီ၃ညမှာတစ်ချိန်ဖြစ်ပါတယ်နောက်ထပ်၃ညနဲ့၆နဲ့ပေါင်းရှင်းဒီ၆ဖြစ်ပါတယ်ဗျာနော်6ဒီ3နှစ်ကြိမ်6လေးနဲ့ပေါင်းရှင်းဒီ30တင်းနှစ်ကြိမ်ကနှစ်9နဲ့ဒီ3ပေါင်းရှင်းဒီလည်း7ဖြစ်ပါတယ် အစဉ်6ရက်နေ့ရရှိရှင်းတဲ့နေပေါင်း30ဒီမှာနေ့တစ်လုံးကျန်လေပေါ့နော်။ဒါကြောင့်မို့ကျွန်တော်နေ့ကိုတိတိုးတာဆိုရင်3နေ့3ထိပ်စီမှာဆိုရင်နေ့လေး6ရက်ပြီဖြစ်ပါတယ်ခင်ဗျာ။နေ့3ထိပ်စီမှာနေ့လေး6ပေါ့နော်။ဒါကြောင့်မို့ဒီမှာဆိုရင်နေ့ထိပ်စီဖြစ်ပါတယ်ခင်ဗျာ။တပန်းအဲ့ဒီနေ့အတိုင်းပဲကျွန်တော်ဒီ3ညကိုတစ်ချိန်ပေါင်းထားတယ်လို့မျိုးပဲဒီလေးဥမှာတစ်ချိန်ပေါ့နော်။ခုနဲ့တင်းနေမှာတစ်ချိန်စီ6မှ9ချိန် ရှစ်မှတစ်ကြိမ်သုံးမှတစ်ကြိမ်ဒီ6အလေးမှတစ်ကြိမ်တင့်မှတစ်ကြိမ်6မှတစ်ကြိမ်ကိုနင်းနဲ့ထပ်ပေါင်းမှဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာလေးရတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာ။9နဲ့တစ်ပေါင်းရှင်းဒီ30ပေါ့နော်။7နဲ့ကြိမ်8ကတစ်ကြိမ်ဆိုရတဲ့အတွက်8 6နဲ့ကြိမ်7နှစ်ဒီတင့်နဲ့ဒီ6နဲ့ပေါင်းရှင်းကခွန်ဆိုပြီးဖြစ်ပါတယ်။ရှင်းနဲ့နှစ်ပေါင်း30ခွန်ရနှစ်ရ99နဲ့၄ပေါင်းရှင်းက73ရတဲ့အတွက်ကြောင့်မို့3လေးထိပ်စီဖြစ်ပါတယ်ခင်ဗျာ3လေးထိပ်စီမှာဆိုရင် ၃နှစ်လေးဖြစ်ပါတယ်ဗောနော်၃နှစ်လေးဒါကြောင့်မို့ကျွန်တော်ဒီ၃ဒီထိတ်ဆီးဖြစ်ပါတယ်ခင်ဗျာတပည့်အဲ့ဒီနေ့အတိုင်းပဲဗောနော်ကျွန်တော်ဒီလေးမှာတစ်ချိန်ပေါင်းပါမယ်နေ့နဲ့၆နှစ်မှာတစ်ချိန်စီ၉မှာတစ်ချိန်၅မှာနှစ်ချိန်၇နှစ်မှာနှစ်ချိန်၈မှာတစ်ချိန်၃မှာတစ်ချိန်ကိုနေ့နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်အားဆွေးဒီမှာလေးဖြစ်ပါတယ်ခင်ဗျာနေ့နဲ့၆နှစ်ပေါင်းရှင်းဒီ၈၅နှစ်ချိန်၃၀၁၉ ခုနကြိမ်14ပေါ့နော်ရှင်းနဲ့3ပေါင်းရှင်းဒီ7ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ9နဲ့9နဲ့7ပေါင်း30 10ရှင်းနဲ့2ပေါင်း30ဒီ6နဲ့ဒီ6နဲ့ပေါင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့89ထိပ်စီဖြစ်ပါတယ်ခင်ဗျာ။ရှင်းရတဲ့အတွက်89တိတူလာ9 89ထိပ်စီဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်တစ်ကြိမ်မှာ85နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။85နှစ်ဒါကြောင့်မို့ချစ်ထိပ်စီဖြစ်ပါတယ်။ တဖန်ကျွန်တော်အဲ့ဒီချင်း၅နှစ်တပင်ကနေနောက်ထပ်ချစ်ထိတ်စီးပဲပေါ့နော်၈၆၅ဆိုတာလေးကိုဆက်ကြည့်အောင်ဒီလေးမှာတစ်ချိန်ဆွဲအတွက်ဒီတစ်မှာပေါင်းတယ်ပေါ့နော်၅နဲ့၃မြောက်မှာတစ်ချိန်စီ၉မှာတစ်ချိန်၅မှာတစ်ချိန်၄မှာတစ်ချိန်၉မှာတစ်ချိန်တစ်မှာတစ်ချိန်ကိုကျွန်တော်နေ့နဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီတစ်ကတစ်ပေါ့နော်၅နဲ့၃မြောက်နဲ့ပေါင်းရှင်းတင်က၅နဲ့ချိန်30ဆက်နှစ်၄နဲ့ချိန်ပေါင်းရှင်းက6ဖြစ်ပါတယ်၉နဲ့1ပေါင်းရှင်း30 အစဉ်ရှိရဲ့နေ့ရက်က30ငားနေနေပေါင်းခွန်ခေါနဲ့တစ်ပေါင်းရှင်းရှိရတဲ့အတွက်ကြောင့်မို့ရလာတဲ့ရှစ်ကိုတင်တော်တစ်ကိုတိတူတော်ကိုရှစ်ကိုထိတ်စီမှာရှစ်ဆောင်ငားဆိုပြီးဖြစ်ပါတယ်ဗောနော်ရှစ်ချောင်းငားဒါကြောင့်မို့ချစ်ထိတ်စီဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်ကျွန်တော်ဒီရှစ်ဆောင်ငားနေဆက်ကြည့်အောင်ကိုမှာတစ်ကြိမ်ဖြစ်ပါတယ်ချောင်းနဲ့တော့နေမှာတစ်ကြိမ်စီတုံညမှာတစ်ကြိမ်တုံညမှာတစ်ကြိမ်ညမှာတစ်ကြိမ်လေးမှာတစ်ကြိမ် ဒီကိုမဆွေအတွက်သုံးမှာတစ်ချိန်ရှစ်မှာတစ်ချိန်အပေါင်းနှစ်စုပြီးဖြစ်မယ်ပေါ့နော်။ဒါဆိုရင်ဒီကိုဟာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ။ရှောင်းနဲ့သုံးပေါင်းရှင်းဒီကိုနှစ်နဲ့ချိန်ပေါင်းတာ၄။လင်းနဲ့ချိန်ပေါင်းရှင်းဒီရှစ်။သုံးနဲ့ဒီရှင်းနဲ့ပေါင်းတာ၁၇စုပြီးဖြစ်ပါတယ်။ရှင်းနဲ့နှစ်ပေါင်း၃၀၊တင်းနဲ့ကိုပေါင်း၃၀၊ကိုနဲ့၄ပေါင်းတော့၃၀ရတဲ့အတွက်ကြောင့်မို့ကျွန်တော်သုံးကိုတိတိုးတာဆိုရင်၄၃၄ထိတ်စီဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်မှာ၈၆၅ပြီးတော့၃၅၆ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ 3 5 6ဒါကြောင့်မို့တုံးလေးထဲက3ဒီထိဆီးဖြစ်ပါတယ်။ Okay ကျွန်တော်တို့အဲ့ဒီနေ့အတိုင်းပဲပေါ့နော်ဒီကိုမာတဆွေထရဲအတွက်တုံးရမှာတစ်ချိန်3နဲ့1နဲ့မှာတစ်ချိန်စီ3မှာတစ်ချိန်1မှာတစ်ချိန်1မှာတစ်ချိန်ဒီ3မှာတစ်ချိန်ဆွေအတွက်1မှာတစ်ချိန်ပေါ့နော်3ရမှာတစ်ချိန်အပေါင်း1ဖြစ်ပါတယ်။ဒါဆိုရင်ဒီ3ညက3ည3နဲ့1ပေါင်းရှင်းဒီလေး သုံးနဲ့ဒီနှစ်နဲ့ပေါင်းတာက9ဖြစ်ပါတယ်။တင်းနဲ့ကြိမ်ပေါင်းရှင်းဒီနှစ်နှစ်နဲ့သုံးနဲ့ပေါင်းတာလည်း2ဖြစ်ပါတယ်။အဆင်းနှစ်က3ကြိမ်ဆိုတဲ့အတွက်နှစ်3ကြိမ်ပေါင်း6ကို4နဲ့ပေါင်းရင်30ဒီမှာ9သလုံးကြံတဲ့အတွက်ကြောင့်မို့9ကိုတစ်တိုးတာဆိုရင်6 96ထိစီဖြစ်ပါတယ်။ Okay ဒီ96ထိစီမှာဆိုရင်64 60စီဖြစ်ပါတယ်ခင်ဗျာ။6 4 6ဒါကြောင့်မို့ကျွန်တော်6ထိစီဖြစ်ပါတယ်ပေါ့နော်။ โอเคနောက်ထပ်ကျွန်တော်ဒီခုနှစ်မှာတစ်ချိန်၅၈နှစ်မှာတစ်ချိန်စီတိမ်မှာတစ်ချိန်တုံညမှာတစ်ချိန်ဒီတိမ်မှာတစ်ချိန်တုံညမှာတစ်ချိန်တုံညမှာတစ်ချိန်အပေါင်းနှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာကခွန်ဆိုခွန်ဖြစ်ပါတယ်၅၈နှစ်ပေါင်းတာက73ပါနော်၄00တစ်ချိန်တိနှစ်ချိန်ပေါင်းနှစ်တုံညနဲ့တုံညနဲ့ပေါင်းတုံညဆိုပြီးဖြစ်ပါတယ်ဒီခွန်နဲ့ဒီတုံနဲ့ပေါင်းရင်30ဖြစ်ပါတယ်၄ လဲနေနှစ်ပေါင်း6ရှောင်းနေနှစ်ပေါင်း800ရတဲ့အတွက်ရှစ်ကိုတက်တော့9 8ကိုထိတ်စီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ကြိမ်မှာကတော့9ခွန်8ဆိုပြီးဖြစ်ပါတယ်8ကိုထိတ်စီးနှလုံးထက်က9ထိတ်စီး9ခွန်8ဖြစ်ပါတယ်โอเคနောက်ထပ်ဒီ9မှာတစ်ကြိမ်ပေါ့เนาะ19ကြိမ်အတွက်ဆိုရင်တော့ဒီခွန်လေးခွန်လေးမှာတစ်ကြိမ်စီ၄မှာတစ်ကြိမ်၃မှာနှစ်ကြိမ်ဒီအလေ၃မှာနှစ်ကြိမ် အလဲရှိမှာတစ်ကြိမ်အလဲသုံးညမှာတစ်ကြိမ်ကိုနင်းနဲ့ထပ်ပေါင်းပါဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ဒီမှာခွန်ကတစ်ကြိမ်ဖြစ်ပါတယ်။ခွန်နဲ့ခွန်ပေါင်းတာ၁၄သုံးနဲ့ကြိမ်၆လေးနဲ့ပေါင်းရင်၃၀သုံးနဲ့ကြိမ်ပေါင်း၆၈ရှင်းနဲ့သုံးညနဲ့ပေါင်း၈စီပြီဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်၈ရဒီနေ့ရပေါင်းရင်၃၀လေးနဲ့၆ပေါင်းရင်၃၀ဒီမှာခုနှစ်သလုံးကြံတဲ့အတွက်ကြောင့်မဟုတ်ဒီ19ကြိမ်မှာတော့အဲ့ဒီနည်းအရာကျွန်တော်ခွန်ချစ်သိသိနှလုံးရနေတာဖြစ်ပါတယ်ဗောနော် ဖဲတာကတော့ဒီတော့တင်ချာနီအရာပေါ့နော်တင်ချာနီအရာဒီနေ့လေး6ကနေစပြီးတော့ဒီမှာဆိုရင်နေ့ထိပ်စီနေ့လေး6 3ထိပ်စီ3နေ့လေး6ထိပ်စီ6နေ့ရှစ်ထိပ်စီရှစ်ဆောင်က၃ထိပ်စီ၃ကနဲ့၆ထိပ်စီ၆လေး၆၉ထိပ်စီ၉ခွန်၈ဒီမှာတော့ခွန်၈ထိပ်စီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီမနက်ခင်းပိုင်းမှာကျွန်တော်ထိပ် ဒီမှာလည်းရှစ်လုံးပိန်ရှိတယ်ဗောနော်ဒီမှာကြောင့်936တိ356 646တိ646ဒီ9ခွန်ရှိတိဒီမှာ9ခွန်ရှိတိဘက်မှာ66ခွန်668 669ဆိုပြီးဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီမှာခွန်ချစ်တိချစ်ထိတ်စီလာတော့ဗောနော်ချစ်ထိတ်စီရှစ်လုံးပိန်ရှိတယ်ဗောနော်ပြီးတော့ကျွန်တော်ဆက်ကြည့်အောင်โอเคအဲ့ဒါမှာဆိုရင်လည်းကျွန်တော်ဒီလုံးပိန်ဒီလုံးပိန်ကဒီမှာ6တလုံးပါတယ်ဗောနော်6လုံးပိန်ရှိတယ် ပြီးရင်ကျွန်တော်โอเคဒါလေးကတော့ထိပ်စီပေါ့နော်ခွန်ထိပ်စီခွန်၃ညာ၃ညာ၃ထိပ်စီ၃ခွန်ခွန်၈ထိပ်စီ၈၉လေး၅၆တော့၆၈ခွန်နိနိခွန်၃၈၈၃၃၉၃၅နိ၃၉နိ၄၆၃၄၈၅နိ၈၆၅၃၅၆၆၄၆၉ခွန်၈တုံညာနိလေး၅ဒီမှာဆိုရင်ခုနကဒီမှာခွန်၈ဆိုတော့ကျွန်တော်၈သလုံးကပို့ပြီးအတားသွားမယ်ပေါ့နော် โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီတစ်ပတ်မှာရှစ်သလုံးပူပြီးအတာတော့မှာဖြစ်ပါတယ်ခင်ဗျာโอเคဒါတော့ကျွန်တော်တင်ချာနည်းရပါတော့ရှစ်လုံးပိုင်ရှိသလိုရှစ်ထိပ်စီးပူပြီးတော့အတာနေတာတွေ့ရတယ်ခင်ဗျာโอเคဒါဒီကျွန်တော်တို့အသုံးလိုတဲ့မိုက်ဆွေများအသက်ပြန်လည်မျှဝေ vision ဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိုက်ဆွေတူတူတယောက်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ